အောက်ကလာဆိုလို့ရှိရင်နှစ်တစ်တားရဲ့အတော်လေးကိုခရော့လာပြီးဖြစ်တဲ့တစ်နှစ်တားရဲ့နာမည်ရှိခုမြောင်းလာလေးပေါ့နော်အဲဒီလာမှာဆိုလို့ရှိရင်မိုးရီဖွေးဖွေးလေးနဲ့ငားတွေပစုံတွေကိုပေါပေါတီတီစားလို့ရတယ်လို့အသီးနှံတွေကိုလည်းလက်ဆက်ချုံတွေကစားလို့ရလိုက်တလားပေါ့နော်ဒီလိုမျိုးပေါမြမှုတွေကိုတည်ဆောင်လာတဲ့အော်ဂိုလာမှာမွေးဖွားတဲ့ဘေဘီလေးတွေအားဆိုလို့ရှိရင်မတူကွဲပြားတဲ့အရေးချင်းလေးတွေရှိကြပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အော်ဂိုလာမှာမွေးဖွားတဲ့ကလေးငယ်လေးတွေရဲ့ထူးခြားကြလေတွေကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။ ပထမအဆုံးထူးခြားချက်လေးကတော့ကိုကိုယုံကြည်မှုရှိကြတာပါ။ဩကလမှာမွေးဖွားတဲ့ကလေးလေးတွေအရဆိုလို့ရှိရင်ကိုကိုကိုအတော်လေးယုံကြည်မှုရှိကြပါတယ်။သူတို့လေးတွေအရဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကြက်ခိုင်တက်ဆွမ်းကြပါတယ်။စိတ်ကြက်ခိုင်ကြပြီးတော့မာနကြည်ကြသလိုတစ္ဆာရှိပြီးတော့ရဲမှုတွေလည်းပြည့်စုံနေတတ်ကြပါတယ်။သူတို့လေးတွေအရဆိုလို့ရှိရင်ကိုကိုကိုအတော်လေးယုံကြည်မှုရှိပြီးတော့အကောင်းဆုံးကြည်ပြင်းလာကြမဲ့သူလေးတွေပါနော်။နောက်တစ်ခုကတော့လက်တွေ့ကြတာပါ။ အခုလာမှာမူဖားတဲ့ကလေးလေးတွေကအလလုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းစူးစမ်းလောက်ကင်ကြပြီးတော့လက်တွေလည်းဆန်ကြပါတယ်။အများနဲ့ပွားလို့ဆောင်တက်ပြီးတော့စီယုံမှုအားလည်းကောင်းကြပါတယ်။ပြီးတော့ငယ်ကလေးကလေးကပေါ့နော်။တာဝင်လူစိတ်တွေပြင်းပြပြီးတော့အရေရောက်လာတဲ့အမြပေါ့နော်။တာဝင်လူစိတ်တွေကလည်းပို့ပြီးတော့ကြီးမားလာကြပါတယ်။သူတို့လေးတွေကပေါ့နော်။အသေးစိတ်လေးတွေကအစားအာယုံစက်လောက်ဆောင်တက်ပြီးတော့ပိုင်းနိုင်တွေကိုလည်းအောင်မြင်အောင်လောက်ဆောင်တက်ကြပါတယ်ရှင်။နောက်တစ်ခုကတော့ကောင်းဆောင်ပါပြီပါ။ အကူလာမှာမွေးဖွားတဲ့ကလေးလေးတွေမှာဆိုလို့ရှိရင်ပင်ကိုဗီဇလိုမျိုးပါဝင်လာတဲ့ကိုကူကိုယုံကြည်မှုရှိတာဥပပေါင်းဆောင်ရွက်တတ်တာဓာတ်ရီကြတာဒါရီယာဆိုလို့ရှိရင်သူတို့ကိုခေါင်းဆောင်ကောင်းနေဖြစ်စေနိုင်ပါတယ်အဖွဲ့အစည်းကြီးကြီးမားတွေကိုဥဆောင်လုပ်ကောင်နိုင်ပြီးတော့ခေါင်းဆောင်နိုင်မှုဆွဲရင်လည်းသူမွေးဖွားလာတဲ့သူလေးတွေပါဒါကြောင့်မို့လို့တက်ခိုင်တဲ့ခေါင်းဆောင်တော်များဆိုလို့ရှိရင်အကူလာဖွားရပါတယ်နော်နောက်တစ်ချက်ကတော့ပေါင်းလေးစုနိုင်ရင်ခေါင်းကြတာပါ ်အခုလာပါဘီဘီလေးတွေအားဆိုလို့ရှိရင်ပေါင်းစင်ဆက်ဆိုင်ပြပြကြပါတယ်သူတို့ကိုသူတို့ပေါ့နော်ထိချုံနိုင်စွမ်းကအရင်မကောင်းကြပါမိကျင်နာတက်ကြပါတယ်တခြားသူတွေနဲ့ယင်းဤကျောင်းဝင်လွယ်ပြီးတော့နှာထောင်ကောင်းတဲ့သူတွေပါဒါကြောင့်သူတို့လေးတွေရဲ့လူမှုပေါင်းစင်ဆက်ဆံနိုင်မှုစွမ်းရည်ကတန်ပြပြဆက်မရှိအောင်အတော်လေးကိုကောင်းကြပါတယ်ရှင် နောက်တစ်ချက်ကတော့လီလီစစဆန်ခံရတာကိုသဘောကျတာပါ။အုံကလမမှုဖွားတဲ့ကလေးငယ်လေးတွေကဆိုလို့ရှိရင်သူတို့ကိုတလေးစားဆက်ဆန်တာကိုသဘောကျနှစ်သက်ကြပါရတယ်။သူတို့ကိုလူတိုင်းကတလေးတစားနဲ့လီလီစစဆက်ဆန်တာကိုသဘောကျတာကတော့သူတို့ရဲ့မွေးရပါဗီဇပါပဲနော်။နောက်တစ်ချက်ကတော့အယုံကြည်ကြပါဦးနော်။သူတို့လေးတွေကပေါဝေးချေအနေထားနဲ့လက်ရောညီတွေနေတဲ့ဆိုပေမဲ့လူတိုင်းကိုတော့အယုံလေကြတဲ့သူတွေတော့မဟုတ်ပါဘူး။သူတို့ကပေါ့နော်လူတယောက်ကိုယုံကြည်ဖို့တက်ဆိုလို့ရှိရင်အတော်လေးချိန်ကိုတက်ကြပါရတယ်။ပြီးတော့လူတိုင်းကိုပေါ့နော်သူတို့ရဲ့အကြောင်းတွေကိုအလွယ်တကူနဲ့ယဉ်ဖွေးလို့မရှိကြပါဘူး။နောက်တစ်ခုကတော့ တော့ရင်းနှီးတဲ့လူတွေပါတယ်။အိုးလာမှာမွေးဖွားတဲ့ baby လေးတွေအားဆိုလို့ရှိရင်တငယ်ချင်းပေါင်းသင်းတဲ့ခါမှာဆိုလို့ရှိရင်လည်းစံတော်မြင်ကြပါတယ်။သူတို့ကအတော်လေးယုံကြည်ရမှရင်းနှီးတဲ့တငယ်ချင်းဖြစ်နေပေါင်းသင်းကြတာပါ။ပြီးတော့လူတိုင်းကိုလည်းပေါ့နော်တငယ်ချင်းဖြစ်နေပေါင်းစုံတယ်လည်းမရှိကြပါဘူး။နောက်တစ်ချက်ကတော့စိတ်ဖက်နေကြပါတယ်။အိုးလာဖွားလေးတွေအားဆိုလို့ရှိရင်လူတွေရဲ့စိတ်ကိုကောင်းကောင်းဖတ်နိုင်ကြပါတယ်။လူတွေရဲ့အတွေးစိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအနည်းဆုံးဖတ်နိုင်တဲ့လာပါလေးတွေပါ။ဒါဆိုလို့ရှိရင်လည်းသူတို့ရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုပါပဲနော်။နောက်ဆုံးထူးခြားချက်လေးတစ်ခုကတော့ဆရာထက်သက်ကြတာပါ။ အောက်ဘုလဘဘီဘီလေးတွေရာဆိုလို့ရှိရင်ဆရာထက်တန်တကြပါတယ်အခက်ခဲဆုံးခြေနေတွေကိုအကောင်းဆုံးကြော်ရတဲ့သူတွေကလည်းအောက်ကလပွားလေးတွေပါပဲနော်။ဆရာထက်တန်ကြပြီးတော့ခေါင်းဆောင်နိုင်မှုဆွဲရေးကလည်းအကောင်းပါရဲ့နော်။ဒီလောက်ဆိုလို့ရှိရင်အောက်ကလမွေးဖွားတဲ့ baby လေးတွေရဲ့ထူးခြားချက်လေးတွေကိုသိသွားလို့ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတ video file လေးတွေကိုတင်ဆက်ပေးသွားအောင်ပါလို့ကျမတို့ရဲ့ Angela Ning Channel လေးကို like and subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။